ောက်ထပ်ငလင်းကဆူကြီးကြရောက်တော့မယ့်မြန်မာနိုင်ငံအန်ဒီရဲဆိုကြီးကနေကဲစင်နိုင်ဖို့အတွက်ကြွားချီလာတဲ့မိုင်းဖုံးစီရတော့ပရိသတ်များလုံးမင်္ဂလာပါရှင့်ဘာမစ်နောက်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံဆိုတာကထေရဝါဒဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံတနိုင်ငံဖြစ်ပါတယ်ဗုဒ္ဓသာရဏကြီးဟာလည်းနေလိုလားလို့အရှင်ဝါကြီးကြီးမားမားနဲ့ထွန်းတောက်နေခဲ့ရပါဒီလိုပြန်ပွားထွန်းတောက်မှုတွေကြောင့်ပဲပိဋကတ်သုံးပုံအာကုန်ဆောင်တဲ့ဇန်တက်ဆရာတော်ကြီးတွေတိတ်တိတ်ကိုကြီးမားတဲ့ဖရာရဲ့သားတော်တန်ကားတော်တွေအများပြားကမြန်မာနိုင်ငံမှာထွက်ပေါ်လာခဲ့ပါတယ် တကူကြီးမားတဲ့ဆရာတော်ကြီးတွေတဲမှာတော့မိုင်းဖုံးဆရာတော်ကြီးလို့ပြောလိုက်တာနဲ့မြန်မာနိုင်ငံမှာမသိကြသူမရှိသလောက်ပါပဲ။မိုင်းဖုံးဆရာတော်ကြီးဟာအလွန်အင်မတန်ကိုထူးခြားပြီးတော့တကူကြီးမြင့်မြတ်လာတဲ့ဆရာတော်ကြီးတစ်ပါးပဲဖြစ်ပါတယ်။ဆရာတော်ကြီးဟာအခြားသောဆရာတော်ကြီးများနဲ့မတူပဲတမူကွဲပြားနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းမိုင်းဖုံးဆရာတော်ကြီးဆိုတာနဲ့ဗုဒ္ဓဘာသာဝင်များကယုံကြည်ကိုးကွယ်နေကြတာပါ။ မြန်မာနိုင်ငံဟာတဘာဝဘေးအန္တရာယ်ကြီးကိုမနစ်ကနေစတင်ပြီးတော့ကြီးကြီးမားမားကိုခံစားနေခဲ့ကြရတာပါ။ကဘာကြီးမှာစစ်ဘေးရောဂါဘေးတဘာဝဘေးအမျိုးမျိုးကြုံတွေ့နေရတဲ့အထက်မှာမြန်မာနိုင်ငံဟာအပါအဝင်ဖြစ်နေရပါ။စစ်ဘေးကြီးနဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတဘာဝတရားကြီးရဲ့အနေရနဲ့လည်းရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။မြန်မာနိုင်ငံဟာဒီနှစ်ပိုင်းတွေမှာကန့်ဆိုးမှုတွေဇက်တိုက်ကြုံတွေ့နေရတာကိုတော့ပြည်သက်ကြီးတို့လည်းလက်တွေ့မျက်မြင်ပါပဲ။ ဒီကနေ့ကရေကျူးမှုကိုခံရပြီးတော့ဒီနေ့မှာတော့မြေငလင်တန်ကြီးကိုခံခဲ့ကြရပါတယ်။ဒီလိုမျိုးဘေးအန္တရာယ်တွေကိုကြုံရမယ်ဆိုတော့နမိတ်လက္ခဏာတွေကိုလည်းမြင်နေတာဖြစ်ပါတယ်။ညဘက်တွေမှာဆိုရင်ကြီးတွေကမူးမမမဲနဲ့အော်တာ၊ငှက်ဆိုးထိုးတာ၊ရံကုန်မျိုးပေါ်မှာလင်းတာငှက်တွေနားတာ၊တောင်ပေါ်ဒေသတွေမှာတော့မြင်ရတဲ့အောက်ချင်းငှက်တွေနားတာစသဖြင့်တွေ့မြင်နေရတာဖြစ်ပါတယ်။ဒီလိုမကောင်းတဲ့နမိတ်တွေကြောင့်လူတွေကတဖြည်းဖြည်းကြောက်ရွံ့ထိတ်လန့်နေကြတဲ့အတွက်တကိုးတော်ကြီးမားတဲ့မိုင်းဖုံးဆရာတော်ကြီးကိုယ်တိုင်ကြွရောက်ပြီးတော့ကဲတင်မယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ ဒီလိုကြောက်ရွံ့ထိတ်လန့်ပွေလူတွေအသက်ဆုံးရှုံးရတာအိုးအိမ်တွေပြက်စီးမဲ့ငလင်ဘေးကိုလွန်ခဲ့တဲ့၃နှစ်ကမိုင်းဖုံးစရာတော့ကတရားပွဲတကူမှာခန္ဓာကိုယ်ကိုလှုပ်ရမ်းပြခဲ့ပြီးတော့ရှာရီလဲထုတ်ပြခဲ့ပြီးနမိတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကိုတော့လူတော်တော်များများကသတိမမူခဲ့ကြပါဘူး။ဒါကြောင့်လဲရာသီဥတုဘေးငလင်ဘေးတင်ပြည်သူတွေနဲ့အတိတ်နမိတ်မကောင်းတဲ့နေရာဒေသတွေကိုသွားရောက်ခဲ့စေမယ်လို့ပြောခဲ့ပါတယ်။အခြားနယ်မြေကြီးအခြားမြင်ဆရာတယောက်ကလည်းဧပြီလ22ရက်နေ့မှာအပြင်းထန်ငလင်လုံးမယ်။မေလ25ရက်နေ့မှာလေပြင်းမုန်တိုင်းတိုက်ခတ်မယ်လို့ ဟောကြားထားခဲ့ပါတယ်။ဒီမတိုင်ခင်ကလည်းထိုင်းနိုင်ငံအပါအဝင်မြန်မာနိုင်ငံကအကြမ်းမြင်ဆရာတွေကအင်အားပြင်းကလေးလှုပ်အုံးမယ်လို့ဟောထားပြီးသားဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ကြီးဟာဆိုရင်တော့တိလာတမာရီနဲ့ပြည်စုံကဂူအောင်တရားကျင့်ကြံပြီးတော့တကူးကြီးမားတဲ့ဆရာတော်ကြီးပဲဖြစ်ပါတယ်။ ဆရာတော်ကြီးဟာဆိုရင်တော့ဂူအောင်တရားချင်းကြံတာမနေ့ကမှဂူကထွက်လာတာဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ကြီးကတရားဟောကအကူအညီလူတန်းထောက်ပံ့မှုတွေပြုလုပ်ဖို့အတွက်ဆရာတော်ကြီးကိုယ်တိုင်ဥဆောင်တဲ့အဖွဲ့ဟာအလူရှင်60ပါဝင်ပြီးတော့ကားအစီပေါင်း40လောက်နဲ့တာချီလိတ်မိုင်းဆက်ကားလန်ခရီးအတိုင်းခရီးဆက်ကမိုင်းပံမျိုးတောင်ကြီးမျိုးမန္တလေးမျိုးတွေမှာခရီးနှားကြမှာဖြစ်ပါတယ်။ဆရာတော်ကြီးနဲ့အဖွဲ့ကငလင်ဘေးတင်တဲ့ဒေသတွေဖြစ်တဲ့မန္တလေးတိုင်းစကိုင်းတိုင်းနေပြည်တော်ကိုဧပြီလ19ရက်နေ့9နာရီခွဲမှာမိုင်းဖုံးကနေစတင်ထွက်ခွာ ါ်လာပြီလို့သိရပါတယ်။ပြည်ဦးလင်မျိုးကနေမန္တလေးမျိုးကိုလည်းဆက်လက်ကြွရောက်ကာနေပြည်တော်ကနေတဆင့်ရန်ကုန်မျိုးကိုလည်း၃ရက်လောက်လာရောက်အပူဇော်ခံဦးမှာဖြစ်တယ်လို့သိရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေကရောတဘောဝဘေးအန္တရာယ်တွေကြားတဲ့ကနေပြည်သူပြည်သားတွေကိုကယ်ဆယ်ပေးတော့မယ်။မိုင်းပေါင်းဆရာတော်ကြီးနဲ့ပတ်သက်လို့အမြင်လေးတွေကိုဝေမျှခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။